ဖုန်းလေးကို3လကြာပြီဆိုရင်ဖုန်းနဲ့ကင်မရာအရေးတွေ့ရကြာပါဆိုတာတကယ်လားဒီမေခွင်းအဖြေကိုဖိရမယ်ဆိုရင်ဖုန်းလေးကို3လကြာရဆိုရင်ဒီကင်မရာရေးတွေ့ညံ့သွားရဆိုတာကဒီဖုန်းလေးမှာပါတဲ့ဒီကင်မရာဆန်ဆာတွေကင်မရာလန်းစ်တွေနောက်ပြီးတော့ဒီဆော့ဝဲတွေကြောင့်တက်ဆိုင်မှုမရှိဘူးပေါ့နော်ဒါပေမဲ့ဒီ3လကြာရင်ဒီဖုန်းနဲ့ကင်မရာ quality ကိုကြာစင်းနေတိုင်းနဲ့အကြောင်းရင်းတွေရှိတယ်အဲ့တော့ဘယ်အကြောင်းရင်းတွေဖြစ်မလဲဆိုတာကိုကျွန်တော်တို့တူတူဗီဒီယိုလေးမှာစပြီးတော့ကြည့်လိုက်အောင် ထမအောင်ကြောင်းရတော့ဒီဖုန်းတွေကိုသုံးလာကြပြီဆိုရင်ဒီဖုန်းတွေရဲ့ကင်မရာလမ်းမှာကျွန်တော်ဒီဆင်းရာတွေအချစ်ရာတွေဒီလိုမျိုးတွေထင်နိုင်တယ်ဒီလိုမျိုးချစ်ရာတွေဖြစ်တဲ့ကြောင့်ဒီဖုန်းရဲ့ဓာတ်ပုံရိုက်တဲ့ခါမှာဒီလိုဝါးနေတာလို့ဒီလိုမျိုးတွေဖြစ်နိုင်တယ်နောက်တစ်တစ်ခုကတော့ကျွန်တော်ဒီဖုန်းကိုခဏခဏဒီတန်ရှင်းလုပ်တဲ့ခါမှာဒီကင်မရာလမ်းပေါ်ဒီအေကိုဟောပါတဲ့အရည်တွေနဲ့ကျွန်တော်ဒီမကြာခဏပွက်တာကဒီဖုန်းရဲ့လမ်းမှာတုတ်ပေးထားတဲ့ ကျွန်တော်ဒီကုတ်တင်တွေကပြတ်သွားပြီးတော့ဓာတ်ပုံရိုက်တဲ့အခါမှာအလင်းကိုကောင်းကောင်းမမဖမ်းနိုင်တာတို့ဒီလိုမျိုးပြဿနာရှိတယ်။အဲဒါကြောင့်ဒီပုံထွက် quality ကဒီ၃လကြာတဲ့ဖုန်းတွေမှာဒီလိုမျိုးပြဿနာတွေဖြစ်နိုင်တယ်။အဲတော့ဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတော့ကိုယ့်ရဲ့ camera lens ကိုမထိအောင်ဒီ cover တက်တာတို့ lens protector တွေကတ်တာတို့ဒီလိုမျိုးလေးလုပ်လို့ရတယ်။ နောက်ပြီးတော့ကိုယ့်ရဲ့ဖုန်းပါပေါ့နော်ဥမာထားပါကျွန်တော်ဒီလိုမျိုးလက်ရထင်သွားတယ်ဆိုရင်လည်းအေကိုဟောပါတဲ့အရေးနဲ့ခဏခဏမတုတ်ပဲနဲ့ရိုးတန်းတန်းဒီအဝေးအချောက်လေးနဲ့ဒီတုတ်လိုက်တာကကိုယ့်ရဲ့လန်စမှာတုတ်ထားပြီးတဲ့ဒီကုတ်တင်တွေကိုအရင်အထက်ပို့ပြီးတော့ကြာရှိခံနိုင်တယ်ကင်မရာပုံဖြတ် quality ကလည်းကြာလိုက်ရင်တိတ်ပြီးတော့မလျော့တော့နောက်တစ်ခုကတော့ဒီ software update တွေကြောင့်လည်းဖြစ်နိုင်တယ်ဒီဖုန်းကုမ္ပဏီတွေတော်တော်များများကသူတို့ရဲ့ဒီဖုန်း model အစ်စ်ထွက်တဲ့အခါမှာဒီအရင်နှစ်ကထွက်တဲ့ဒီဖုန်း model ကိုအကင်မရာဘိုင်းမှာဒီကင်မရာစွမ်းဆောင်ကြီးကြောက်အောင် software ဘိုင်းနေနေနေသူတို့ကလိပြီးတော့လုတ်တက်တဲ့အရာလေးရှိရပါတော့အခု ခေတ်ဖုန်းတွေကကြတော့ဒီဓာတ်ပုံရိုက်လိုက်ပြီဆိုရင်သူရဲ့ raw file ကြီးကကျွန်တော်ရှိကိုတခါတည်းထုတ်ပေးတာမဟုတ်ဘဲနဲ့ AI နဲ့ပြင်တာတို့နောက်ပြီးတော့ဒီ SOC မှာပါတဲ့ဒီ ISP တွေသုံးပြီးပြင်တာတို့ဒီ software တွေနဲ့ပြင်ပြီးတော့မှကျွန်တော်ရှိကိုပုံကထုတ်ပေးတာဆိုတော့ဒီ company ဘက်ကဒီလိုမျိုး software ပြင်တဲ့နေရာမှာနည်းနည်းလေး downgrade လုပ်လိုက်တယ်ဆိုတဲ့အခါမျိုးကြရင်ကိုဖုန်းကအရင်အလောက် camera မကောင်းတော့တဲ့ပြဿနာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတော့ဖြေရှင်းရတဲ့နည်းလမ်းကတော့နည်းနည်းလေးခက်တယ်ပေါ့နော် အဲဒါကပါလဲဆိုတော့ဒီ software update အစ်တထွက်ပြီဆိုရင်ကိုကချက်ချင်းလက်ငင်တင်တာမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးစောင့်ကြည့်ပြီးတော့အခြားလူတွေပြောကြလိမ့်မယ်ပေါ့နော်အဲဒီဒီ software update တင်လိုက်တာ camera quality ကျသွားတာတို့နောက်ပြီးတော့အခြားပေါ့နော်ဖုန်းအစိတ်ပိုင်းတွေမှာ error တွေပါတာတို့ဒီလိုမျိုးဆိုရင်တော့မတင်လိုက်တာကောင်းတယ်အဲဒီလိုမျိုးနှီးနဲ့တော့ကာကွယ်လို့ရတယ်ဒါပေမဲ့ဒါကအရင်အသုံးဝင်တဲ့နီလန်းလုံးမဟုတ်ဘူး။နောက်တစ်ခုကတော့ဒီဖုန်းတွေကိုသုံးလာကြပြီဆိုရင်ဒီဖုန်းတွေမှာပါတဲ့ RAM တွေတို့ SOC တွေကအရင်ကတော့မကောင်းတော့ဘဲနဲ့ဓာတ်ပုံရိုက်တဲ့နေရာမှာဒီ processing တိုင်းတွေအရင်ကြာတာတို့ နောက်ပြီးတော့ဒီစွမ်းဆောင်ရည်ကိုဆွဲချလိုက်တာတို့ဒီလိုမျိုးပြဿနာတွေလည်းဖြစ်နိုင်တယ်။အဲဒါကတော့ဖြေရှင်းနည်းမရှိဘူးပေါ့နော်။ဖုန်းက3လကြာပြီဆိုရင်တော့ဒီလိုမျိုးပြဿနာတွေရောဖြစ်နိုင်တယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ဖုန်းရဲ့ဘက်ထရီကမကောင်းတော့တာ အကင်မရာရိုက်တယ်ဆိုတာကဒီဖုန်းတစ်လုံးမှာဆိုရင်ဘက်ထရီတော်တော်လေးစားတဲ့ဒီ use case တစ်ခုလို့ပြောလို့ရတယ်ဒီလိုမျိုးကိုဖုန်းရဲ့ဘက်ထရီကမကောင်းတော့တဲ့ခါကျရင်အချို့ဖုန်းတွေမှာဆိုရင်ဒီ power စားမှုကိုတတ်တာအောင်ဆိုပြီးတော့ဒီကျွန်တော်တို့ဒီ processing power တွေကို short ချလိုက်တာတို့ဒီလိုမျိုးပြဿနာတွေဖြစ်တတ်တဲ့ကြောင်းကိုကဓာတ်ပုံတွေပါရိုက်တဲ့ခါမှာအရင်ကတော့မကောင်းတော့ဘူးအရင်ကတော့မကြည်တော့ဘူးအရင်ကတော့မဆူမတောက်တော့ဘူးဆိုတဲ့ခံစားချက်ကိုရတယ် အဲဒါကြောင့်လုံးလို့ရတဲ့ချက်ကတော့ကိုဖုန်းကဘက်ထရီမကောင်းတော့ဘူးဆိုရင်တော့ဘက်ထရီလေးလဲလိုက်တာကဒီကင်မရာ quality ကိုလည်းအထိုင်လျောက်ပို့ပြီးတော့တိုးတက်လာလိမ့်မယ်။နောက်ဆုံးတစ်ခုကတော့အခုဒီဖုန်းနေတယ်တော့မဆိုင်ဘူးပေါ့နော်။ကိုယ့်ရဲ့မျက်စိအမြင်အာရုံနဲ့ပဲဆိုင်တယ်။အခုနောက်မှဖုန်းတွေမှာပါတဲ့ဒီကင်မရာပုံထွက် quality က CV တစ်ခုနဲ့တစ်ခုကဟိုအရင်လိုမျိုးတဆင့်လောက်ခုန်တက်တာမဟုတ်ပဲနဲ့၄-၅ဆင့်လောက်ခုန်တက်တာဆိုတော့ကိုကပေါ့နော်ကိုယ့်ရဲ့ဖုန်း CV တဆင့်လောက်ပဲမြင်တဲ့ဖုန်းတစ်လုံးရဲ့ပုံထွက် quality ကိုတွားကြည့်ရတဲ့အခါမျိုးကြရင်သူ့ရဲ့ပုံထွက် quality ကကိုဖုန်းထက်အများကြီးပိုကောင်းတဲ့အခါကျတော့ အဒီပုံထွက် quality ကိုပဲကောင်းတယ်ထင်ပြီးတော့ကိုဖုန်းရဲ့ပုံထွက် quality ကအရင်ကတည်းကပိုပြီးတော့ဆုတ်သွားတယ်လို့ခံစားရတာလေဒါမျိုးဖြစ်နိုင်တယ်ဒါကကြတော့ဒီအခုကဲဒီနီးပညာနဲ့ပတ်သက်တဲ့ဒီအယူအဆလိုပဲ formula ဒီအတွေ့အကြုံလိုလဲခေါ်မလားဒီလိုမျိုးတော့ပြောလို့ရတယ်ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုရင်တော့ ဖြစ်ရှင်းလို့ရတဲ့နီးလန်းကတော့မရှိဘူးအဓိကတော့ကိုမျက်စိနဲ့ဆိုင်တာဖြစ်တဲ့ကြောင်ကိုကအញ្ញန်းကောင်းတဲ့ကင်မရာပုံထွက်တွေသွားကြည့်ပြီးွားရင်လေကိုဖုန်းရဲ့ကင်မရာကကောင်းပါသေးလားဆိုတာကိုတော့နည်းနည်းလေးသတိလေးကပ်လိုက်ရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့ဗျာစိတ်လေးတော့နည်းနည်းထားတတ်မှာတော့ရတာပေါ့အဲ့တော့ဒီနေ့ဗီဒီယိုလေးကကိုဖုန်းကိုတုံးလာကြပြီဆိုရင်ဒီကင်မရာပုံထွက်အရေးတွေကြာဆင်းသွားတာကဘယ်အချက်တွေကြောင့်ဖြစ်လဲနဲ့အဲဘယ်လိုမျိုးကောင်ဝင်ရမလဲဆိုတဲ့နီးလန်းလေးကိုပြောပြခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်းအခြားသောဒီဘဟုသုတရရမယ့်အကြောင်းလေးကိုပြောမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေမယ် อาลงจีนเนี่จะน้องแค่ไหม